စနောတတော်များများသိထားကြတာကဇံလျှောတယ်ဇံလျှောတယ်ဇံပြန့်နိုင်စွာရှိတယ်ဇံတကိုးရှိတယ်တတော်ကတယောက်ယောက်ဇံလျှောသွားတယ်ဆိုလို့ချင်းလေအမျိုးသမီးတွေကြောင့်သာဇံလျှောနိုင်တယ်တို့အဲ့ဒီလိုမျိုးတချို့ကထင်းနေကြတာမသိဘူး ဆန်ရှောင်းနိုင်တဲ့အကြောင်းတွေကတော့အမျိုးသမီးတွေကြောင့်တော့မဟုတ်ပါဘူးဥစဉ်တော့နိဗ္ဗာန်တရားတွေကြောင့်ဆန်ကတော့အကုန်ရှောင်းနိုင်တာပါပဲနော်နိဗ္ဗာန်တွေကာမေဆန်တော့နိဗ္ဗာန်ဖြာဘာရနိဗ္ဗာန်ထိနာမေတ္တနိဗ္ဗာန်ဩဒဇာကောကောဆာနိဗ္ဗာန်အဝိဇ္ဇာနိဗ္ဗာန်အဲ့ဒါလို့ရှိရနော်နိဗ္ဗာန်6ပါးနိဗ္ဗာန်6ပါးတစ်ပါးပါးကြောင့်ဆန်ကရှောင်းနိုင်တယ်နော်နိဗ္ဗာန်6ပါးသာနိဗ္ဗာန်ဆရာကုသိုလ်တရားကုသိုလ်ဇံအားလည်းကုသိုလ်ပဲကရိယာတော့ရှိရအဲ့ဒါ ဥစဉ်တော့ဖရာယဟန္တာမှာဖြစ်တာကရိယာသန္တာတာမန်ဇန်ယပုရုဇင်ဇန်ယတိခပုဂ္ဂိုလ်တွေကတော့ကရိယာသန္တာဖြစ်ပါဘူးဇာဆိုရင်ကုသိုလ်ဇန်ပဲအနိဝရဏတရားတွေကအဲ့ကုသိုလ်တရားတွေကိုပိတ်ပင်တားဆီးတတ်တယ်ဒါမှလို့ဇန်လျှောတယ်ဇန်ဆိုတဲ့ကုသိုလ်တရားတွေပျက်စီးသွားတယ်နိဝရဏ၆ပါးတပါးပါးကြောင့်ပျက်စီးနိုင်တယ်အများသိထားကြတာကာမိဆန္ဒနိဝရဏလို့ခေါ်တဲ့အမျိုးသမီးအာယုံကြောင့်သား 三小时内，我们来得巴三，三朵花的，打三朵花的，西刀，十遍的。我们十遍十遍，三朵三朵的西刀，一滴一滴的水，三朵花的，打三朵花的，西刀，三朵的，我们有的米家油，汤和那饼面。我们佛度的，马西亚的，好不了，伊个尼巴度来办了，什么？尼扎比亚嘎，卡丹比比。 ခေါ်တိတာယုံအကြောင်းမှာသတင်းသုံးနေတဲ့အချိန်အဲ့ဒီအချိန်တုန်းကမြတ်စွာဘုရားရဲ့အနိကဥပထာကအလောအကျွေးက အရှင်သာဂတမထေရဆိုတာရှိတယ်ဒီမထေကဘုရားရှင်ရဲ့အနိကလောအကျွေးဆိုတဲ့အတိုင်းဘုရားကိုသိယူသေးတယ်အရိယာပုဂ္ဂိုလ်တော်မဟုတ်လောကီဇံရယဟန်တပါပဲမြတ်စွာဘုရားအဲ့မထေရဲ့လောအကျွေးပြုနေတဲ့အချိန် မိဘမှာဥပထာကအနေနဲ့ရှိနေတဲ့အချိန်မှာပဲမြတ်စွာဘုရားကအဲ့ဒီကောတံပီပြီခောတိတာယုံအကြောင်းတော်ကနေပြီးတော့ဘဒဝတိလို့ခေါ်တဲ့ဏိကုံးကိုဒေသစာရီကြွချီတော်မူတယ်ကြွတာကအဲ့ဘဒဝတိဏိကုံးနာကအံဘတိဋ္ဌလို့ခေါ်တာပြည့်ပင်စိတ်ကိုသွားပြီးအံဘတိဋ္ဌပြည့်ပင်စိတ်မှာ နေတဲ့လူတွေကိုဒုက္ခပေးနေတဲ့အံဘတိဋ္ဌနဂါမင်းကို အရှင်သာဂတမထေရ်ကိုဆုံးမစေတော်မူခဲ့တယ်ပေါ့အဲမှာအရှင်သာဂတကသူ့ရဲ့လောကီဇံအပင်ရှင်ကိုရင်းနဲ့နဂါမင်းကိုနိုင်နေအောင်ဆုံးမတော်မူခဲ့တယ်အဲ့တဲ့တင်းဟာဒဒဝဒီနီကုန်းနေမကပဲနဲ့ကောသံပြီးပြည်တိုင်အောင်ညနဲ့ရောက်ရှိလာတဲ့အခါကျတော့ကောသံပြီးပြည်သူပြည်သားတွေကတိတ်ကြည်ညိုကြတာပဲအရှင်သာဂတကော အရှင်ဘုရားတို့ဘာများအလိုရှိပါသလဲဘုရားတပည့်တော်တို့ဘာကိုများလှူပေးရမလဲဘုရားဆိုပြီးတော့လက်ရောက်ထားကြတဲ့အခါရှင်သာဂရတော်ဇန်ဆန်းသာနဲ့နေတဲ့ပုဂ္ဂိုလ်ဆိုတော့သူတည်းဘာမှမလိုဘောယောထုလူဝတန်းဘွယ်တယ်သို့တော်လည်းပဲသူကဘာမှမလိုလို့ဘာမှမပြောပြင်မဲ့လို့ဒါကဓမ္မတွေကလှူစင်တဲ့အခါကျတော့ လူသားလက်တင်လျော်တဲ့ပုံကောနော်နားလည်လောက်တဲ့ပုံကောသူတော်ကောင်းကိုရွေးချယ်ပြီးတော့မေးလျောက်တာမျိုးမဟုတ်ဘဲနဲ့အဲ့ဒါတရားရနေပါတဲ့ဆဗကီယဟန်တွေကိုသွားမေးတယ်အရှင်ဘုရားတို့ယဟန်ဆိုတာဘာရခဲ့ပါသလဲဘာကိုပြန်လို့ရှိပါသလဲတပြောတော့ဘာလို့ရပါမလဲဆိုတာဆဗကီယဟန်တွေကသူတို့စိတ်ထဲရှိတာပြောလိုက်တာပေါ့ဘာပြောလိုက်တော့ဆိုတော့ ခိုးချေအစင်းရှိတဲ့အရဟရခဲ့တယ်တဲ့ယဟန်ရဲ့အတွက်အဲ့ဒါလှူပါဆိုတော့ကောင်းပါပြီအရှင်ဘုရားတို့ဆန္ဒရှိရင်လှူပါမယ်ဆိုပြီးတော့အဲ့ဒါအရှင်သာဂတကိုမနက်ဆုံးကကြွားတာက ဆုံးကရင်ဒါရမတွေကတခါတဲ့အိမ်တိုင်းအိမ်တိုင်းအဲ့ဒီအရက်ကိုလှူတဲ့တခါဘုရားလည်းမရှိသေးတော့ရှင်သာဂတလည်းဖုံးပွေးလိုက်တာတခါတဲ့အရက်မှုပြီးကြောက်ရအောင်တော့မပြန်နိုင်တော့ဘူးနော် ကောင်းကင်ဇံပြပြီးမြေလျို့မိုးပြန်သွားနိုင်တဲ့အရှင်သာဂရမထေရဇံလျှောပြီးတော့တခါတဲ့နော်ဖရာတရားတန်ခါယရဏသုံးပါလည်းမသိတော့ဘူးခောတံမီပြီးခောတိတာယုံចောင်းတော်ကိုတော့ဘယ်လိုပြန်ရမှန်းသူမသိတော့လို့လမ်းမှာမူပြီးတော့တခါကြမှာအိပ်ပျော်နေစဉ်းစားကြည့်ဘိဂရယကတခါတဲ့အမ္ဗတိဋ္ဌပြည့်ပင်စိတ်ကံကိုသွားပြီးအစိတ်ပြင်းလှပါတယ်ဆိုတော့တကိုးကြီးလှပါတယ်ဆိုတော့ နဂါမင်းကို လိမ်မာယဉ်ကျေးအောင်တကုန်းနဲ့နိုင်နေအောင်ဆုံးမတဲ့အရှင်သာဂတာအခုအရမူသွားပြီအရကသူ့ရဲ့စိတ်စဉ်တဏ္ဍာမှာရှိနေတဲ့တမာတိစွမ်းအားကုသိုလ်စိတ်ဖြစ်တဲ့ဇန်တွေကိုဖျက်ဆီးလိုက်တဲ့အခါမှာမြေလျောမိုးပြန်ဇန်တကိုးတွေပြနိုင်ဖို့ဝေးစွာကြောင်းတောင်ရောက်အောင်မပြန်နိုင်လို့လမ်းမှာလမ်းဘေးမှာမူးပြီးတော့ရောင်ရမ်းမြည်တမ်းပြီးတော့အိပ်ပြောတဲ့အဆင်ကိုရောက်သွား အဖေနဲ့တန်ဃာတော်ရှင်မတွေကောတာမီဒီတွင်ကနေတခါတည်းစွန်းစားပြန်ပြလာတော့လမ်းမှာတွေ့တယ်မြတ်စွာဘုရားကအေးတာဂတကိုထမ်းခဲ့ကြတခါတည်းရဟန်းနဲ့ဝိုင်းပြီးတော့ထမ်းလာကြကျောင်းတော်ရောက်တော့လက်မြတ်စွာဘုရားကိုလက်ဖရာမမသိဘူးဖရာရှင်ကိုလက်ယုတ်တရားကောင်းမှမသိဘူးဘလောက်ဆက်ဆုပ်စရာကောင်းတယ်လေဒီသူရမေရရဲ့အရက်သေးစားဆိုတာနော်သတ်တော်ထင်ရှားဘုရားကိုတော်မြတ်ကိုဖူးတွေ့ရပါလျက်သူတော်ကောင်းဖြစ်ခဲ့ဘူးပါလျက်နဲ့အဆက်အကြောက်လုံးလုံးကင်းမဲ့ပြီးတော့သွား ဒါရမလို့ဥစဉ်တော့ဒီဇက်တော်ဖြစ်ပြမှာကြည့်မယ်ဆိုလို့ချင်းတောယုံတန်ယုံလောကီဇံရပုဂ္ဂိုလ်မဟုတ်ဘူးဖရာမျက်မှောက်နော်ဗုဒ္ဓပမှုခဖရာရှင်ရဲ့မျက်မှောက်မှာ ဖြစ်တဲ့ဇံရပုဂ္ဂိုလ်သူတော်ကောင်းဒီပင်လျင်အဇက်သေးစာကြောင့်ဇံလျှော့တတ်တယ်လူတယောက်တည်တင်းတည်လိုက်တဲ့အသည့်တွေပျောက်ကွယ်ပြီးတော့တခါတည်းထင်မိထင်ရတယ်လုံမိတတ်တယ်ဒါကြောင့်မလို့ဒီနေ့ခေတ်လွန်ခဲ့တယ် အရက်သေးစားကိုအတိုင်းတက်လွန်မတော့ကြဘူးလိုတယ်ဗောဥစဉ်တော့ဗုဒ္ဓဘာသာတရားတော်ကလည်းပဲဒါကိုအာမပေးပါဘူးတားမြစ်ပါတယ်နော်အဲ့ဒါနောက်တိုင်းကလိုတယ်အရက်တော့တယ်ဆိုတာကဥစဉ်တော့သူတို့ဇာတိဥတုက life ဖတ်မှုရှိတယ်ဥစဉ်တော့နိုင်ငံအမတန်ပူတော့အရက်နဲ့ကမလိုက်ဘူးကျမ်းမာရေးအတွက်ထောက်ပံ့မဖြစ်ဘူးဗောယောဂါရစေတယ်အလွဲအချောတွေလုံမိတတ်တယ် ပြင်လို့မရတဲ့အမှားတွေလုံးမလို့တော့ဒုက္ခတွေတသိကြီးလက်ဖွဲ့ပြီးသားရမယ်ဆိုတာလူငယ်တွေနားလည်ထားကြ။ဒါမှအလွန်အမင်းအတောအစမှတ်တာမျိုးတွေမလောက်ကြဘို့။တတိနဲ့ကိုယ့်ကို အတ္တသမာနော်အတ္တသမာပဏိဒိဆိုတဲ့အတိုင်းပဲကိုယ့်ကိုစောင့်ထိန်ကြဖို့လိုတယ်ပေါ့ဗျာ။